ဒီနေ့တော့ကြောင်ရှာသီးအစိမ့်တုပ်လေးတုပ်စားမှာပါ။ကြောင်ရှာသီးဟာလေကျိန်းကားသီးခါရနဲ့မတူပဲသူခါတဲ့ရတာတမျိုးပေါ့နော်။ပြီးတော့အနံ့ကလည်းစိမ့်ရှိရှိနဲ့မို့လေ တချို့တွေကတော့ကြောင်ရှာသီးရဲ့အနံ့ကိုမကြိုက်လို့ကြောင်ရှာသီးကိုမစားကြဘူး။ချီလေးလည်းအရင်တော့ကလည်းကြောင်ရှာသီးရဲ့အနံ့ကိုမကြိုက်တဲ့အတွက်ကြောင့်မစားပြဖို့ပေါ့နော်။တရက်မှလေကြောင်ရှာသီးမီးဖုတ်ကိုလေတို့စားကြည့်ရင်လည်းသူ့အနံ့ရောသူ့အရသာရောကြိုက်သွားပြီးတော့စားရင်းစားရင်းကနေနောက်ပိုင်းကျတော့လေသူ့ရဲ့စိမ့်ရှိရှိအနံ့ကိုနည်းနည်းလို့မထင်တော့ပဲနဲ့ဒီလိုအစိမ့်တုပ်ပါစားနိုင်လာတာပေါ့နော်။ ကြောင်ရှာသည်စိမ့်သုံးတုတ်တော့မယ်ဆိုရင်တတ်နိုင်သမျှကြောင်ရှာသည်ကိုပပလေးလှရပါတယ်ပြီးရင်အခါနဲ့နဲ့တက်တော်အောင်စားနဲ့စားမြမြနဲ့တေချာနေပြီးတော့ဗောနော်ရေနဲ့ပြန်စေးဗောနော်ရေကောင်အောင်တေချာလေးညှစ်ထုတ်ပေးရပါတယ်ပြီးရင်တော့ကြောင်ရှာသည်တုတ်တဲ့အခါမှာလေး အဲသူ့အနံလေးနည်းနည်းတတ်တာအောင်ပေါ့နော်ကြောင်ရှာသီးရဲ့နကူအနံတတ်တာအောင်တမင်ရသီးလေးများများညှစ်ပါတယ်စားရဲ့ငားရတာမုံရဲ့ထည့်တယ်ပေါ့နော်ပစုံချောင်းမုံများများလေးထည့်တယ်ပြီးရင်မြေပဲထောင်းထားတာလေးထည့်တယ်ပေါ့နော်ဒီနေရာမှာပဲမုံစိုက်တယ်ဆိုရင်လည်းထည့်လို့ရပါတယ်ချီလီတို့ကမြေပဲထောင်းများများထည့်ထားတာဖြစ်တဲ့အကြောင်းပဲမုံမထည့်တော့တာပါ ပြီးရင်ကြက်သွန်နေစီချက်ကလေးစမ်းပါတယ်ငံပြားလေးနည်းနည်းပောက်ပါတယ်ပေါ့နော်တေချာရောနေပါတယ်ဒီနေရာမှာကြက်သွန်နေလီးထားတာလေးပပလေးလီးထားတာလေးထည့်ပူစားကောင်းလို့လေးကြက်သွန်နေလီးထားတာလေးနည်းနည်းလေးထည့်တယ်ပေါ့နော်အများကြီးတော့မထည့်ဘူးပေါ့နော်ကြောက်ရှာသီးရဲ့အရာသာအပူပေါ်လင်းစေခြင်းလို့ပါအချင်းပေါ့တယ်ထင်လို့အချင်းလေးနည်းနည်းထက်ညက်ပါတယ်ပြီးရင်အရာသာစိတ်ဝင်အောင်တေချာလေးနေပြီးပြီးရင်တော့အရာသာရှိစေးဘက်လေးဝင်တဲ့ကြောက်ရှာသီးအစိမ့်တုပ်လေးရပါပြီအကယ်၍ကြောင်ရှာသည့်အစိမ့်ရဲ့အနံ့ကိုမကြိုက်ဘူးဆိုရင်တော့လေ သူ့ကိုရေနွေးပွပွစုမှာတမင်းလောက်ပြုတ်ပြီးပြန်ဆဲပြီးတော့ညှစ်ထုတ်ပြီးတော့တုပ်စာရင်လည်းရပါတယ်။ခုလိုမျိုးလေကူရိုးရှင်းတဲ့ဟင်းချက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ like and follow ပြုလုပ်ပေးသွားကြပါရှင်။